ဘဝအကြောင်းကိုသိပြီဘဝဟာဘာကြောင့်ဖြစ်တုံးဆိုတဲ့ခါကြတော့ကံကြောင့်ဖြစ်တယ်လို့မဖြေတော့ဘူးဒီမှာနော်ဥပဒ္ဒံကြောင့်ဥပဒ္ဒံဖြစ်လို့ကမ္မဘဝဥပပတိဘဝနှစ်ခုဖြစ်ရတယ်လို့ဖြေလိုက်တယ်အော်မျက်စိမလဲနဲ့တကယ်ရတော့ကိရိတာနဲ့ကံနဲ့ပေါင်းပြီးတော့ထုတ်တာဘဝဆိုတာကိရိတာနဲ့ကံပေါင်းထုတ်တာ ကိရိတာကိုဖယ်လိုက်လို့ရှိရင်ကံကတော့မဖြစ်တော့ဘူး။နော်။ဒါမို့ယဟန္တာဖြစ်တယ်ဆိုတာကိရိတာကိုသာပယ်တာကံပယ်တာမဟုတ်ဘူး။သို့သောသူတို့တဏ္ဍမှာကံဆိုတာလုံးမဖြစ်တော့ကိရိတာမရှိတော့ရင်ကံကံမရှိတော့ဘူး။ဘုသောမပြောတဲ့အခါမှာကိရိတာကိုကံမဝဝိပါကဝ။နော်အဓိကကိရိတာအဓိကကြ။လိုချင်တယ် ခိနေတာလှုပ်တယ်ကံရတယ်ဝိပါကလိုခြင်းပြန်နေခိနေတာလှုပ်ပြန်နေကံရပြန်နေဝိပါကအဲ့ဒီလိုလေပတ်ဖြစ်နေတာကိုဝတ္တလို့သုံးတာနော်လူတွေကတော့အဲ့ဒီလိုလေပတ်ဖြစ်တာဝတ္တလို့မသုံးဘဲနဲ့သူများကိုဒုက္ခရောက်အောင်လို့ရင်ကိုဒုက္ခရောက်တဲ့ဆိုဝတ်လေတာလောက်ပဲတည် ဒါပေမဲ့သူများကိုချမ်းသာအောင်လုပ်ပြီးလို့ငါချမ်းသာတာကြတော့ဝုတ်လဲတယ်လို့မပြောဘူးတူတယ်မကောင်းတဲ့ဘက်သာဝုတ်လဲတယ်ပြောတာကောင်းတာကြတော့မေ့ခမ်းတယ်မကောင်းတဲ့ဘက်ကြရင်တော့ဝုတ်လဲတယ်ဝုတ်ပါတယ်လို့ပြောတော့ကောင်းတဲ့ဝုတ်ဆိုလူတိုင်းကြိုက်မှာပါအဲ့တော့အကြောင်းအကျိုးဆက်ပြီးတော့ဖြစ်နေတဲ့သဘောဆိုလို့အခုအဲ့ဒီမှာဘဝဟာဘာကြောင့်ဖြစ်တုံးကြတော့ဥပါဒနာ သမှုတွေရာဘဝသမှုတွေရောတဲ့အဲ့တော့ဒီမှာကမ္မဘဝဥပပတိဘဝဆိုတဲ့ဘဝတိဒုက္ခသစ္စာဥပါဒံဆိုတဲ့တဏှာနဲ့ဒိဋ္ဌိတိသမှုရိယသစ္စာဒီနေရာဉာဏ်အတူတူပဲအပြောင်းအလဲမရှိဘူးဥပါရဏနိရောဓဘဝနိရောဓဥပါဒံချုပ်ရင်ဘဝချုပ်တယ် ။ဘာနဲ့ချုပ်တာတုံးဆိုရင်မဲ့နဲ့ချုပ်တာ။အယမေဝရိယောထင်ကီကောမဲ့ခောရှင်းပါနဲ့ဖွဲ့စည်းထားတဲ့မဲ့တိမဲ့ကတစ္ဆာဣရောဓတိနိဗ္ဗာန်ဣရောဓတစ္ဆာဥပရံချုပ်ငိမ့်သွားခြင်းသည်ဣရောဓတစ္ဆာအဲ့ဒီဣရောဓတစ္ဆာဖြစ်ပေါ်လာဖို့ကျုပ်ပါအထောက်ရတဲ့အကြောင်းတရားသည်မဲ့ကတစ္ဆာလို့ဆိုဟောဘဝနဲ့ပတ်သက်ပြီးတော့လည်းပဲ အခုလူရှုတော်၄မျိုး သစ္စာ၄မျိုး ਨੇ ရှင်းပြလိုက်တာဒီနည်းလည်းလည်းငါရှင်းတော့ဒီဒုက္ခကိုဆုံးတတ်တာပဲသစ္စာလေးရောသိသွားလို့ဒီနည်းနဲ့လည်းပဲအရိယတာဝကဟာတမဒိဋ္ဌိဖြစ်ပြီးဒုက္ခကိုဆုံးတတ်နိုင်တယ်ဒါရေအလုံးဝိပဿနာရှုလို့ရတာ၄ကြီးဟောသွားတာသစ္